တရားမှာကျွန်တော်တို့ဘွားကြီးအဆင်ပြေပါမယ်ဆိုရဲ brother ရဲ့အတွက် first star တဲ့ objective ကိုအပိုင်ရရှိစေမယ်နီလန်သုံးကိုကျွန်တော်ကမျှဝေပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ဒီ video က brother တို့အတွက်ဂိမ်းဆန်ရတယ်မယ် video တစ်ပုဒ်လို့အရင်ဆုံးပြောချင်ပါတယ်။ first star တဲ့ရ9မိနစ်ပြည်ရနဲ့စပြီးတော့ပေါ်ပါပြီ။အခုကျွန်တော်ပထမဆုံး strategy တစ်ခုကိုမျှဝေပေးပါမယ်။ပထမဆုံး strategy ကတော့ကိုယ့်ရဲ့ easy planner ကအားလေးပိုင်းနှိမ့်သွားတဲ့ခါမှာဆိုရင်ဒီ strategy တိုင်းသုံးပြီးတော့ first star တဲ့ကိုယူလို့ရတယ်။အဲ easy planner တွေရကြဒီ first star တဲ့မှာ level ရဖို့ဆိုရင် minion wave က၄ wave သာလောက်စားမှဒီ PHP က level 4ရတာဗျာ။ အခုဒီမှာဆိုရင်ကြည့်ကြည့်လိုက်ဗျာဒီ Nico က RubyDD ကိုလာပြီးတော့နှိမ်ထားရဲအဲ့တော့ RubyDD ကဗျာ easy lane မှာနှိမ်သွားပြီလို့ပြောလို့ရရဲအဲ့ RubyDD ကဘာလုပ်သွားလဲဆိုတော့သူကလုံးဝအိမ်မပြောင်းဘူးဗျာအိမ်မပြောင်းမဲနဲ့ဒီတာတဲပေါ်တော့စောင့်နေတာတဲတဲပေါ်တော့နောက်ဆုံးဒီ last minion တွေကိုသူကမစားတော့ဘူးလဲဖို့မပြီးတော့ကန်နဲ့နှက်ကောင်ပေါင်းပြီးတော့အဲ့တာတဲကိုရအောင်လုပ်တယ်ပြီးတော့ဒီမှာ Roma ကလည်းတစ်ဖက်က Nico ကိုကြည့်ပေးထားတယ် ဲ့ချိန်မှာ enemy ရဲ့မေတွေ roma ရဲ့ esb တွေက level 4ကိုစီ union ရှိသေးတယ်။နောက်ဆုံးဂျန်ဂလာတစ်ကောင်တည်းကို၄កောင်ပေါင်းပြီးတော့ရတယ်။မတာတယ်လည်းရရတယ်၊ hiyuki လည်းရရတယ်။အဲ့လိုအသာယူလို့ရရဗျာ။ဒီ strategy ကိုကိုယ့်ရဲ့ esb လိန်တာနိုင်မှာမဟုတ်ဘူးဗျာ။ကိုယ့်ရဲ့ esb လိန်တာကဒီ creep wave, minion wave သုံးဝေးတာလောက်စားပြီးသွားပြီးသွားနေ။ဒီတာတယ်ပို့ပြီးသွားနေတာတယ်ကိုတမ်းမျိုးလာလိုက်။ဒါဆိုရင် esb နဲ့ဂျန်ဂလာနဲ့၄កောင်ပေါင်းမျိုးတာတယ်ကိုလုံးလို့ရပြီ။အဲတစ်ဘက်က esb ရဲ့ level 4ယူနေအောင်ဗျာ။အဲ့ကြတော့တစ်ဘက်က ဒီဂျန်ဂလာလာလူမလဲဆိုလဲ2 vs 1ဆိုပြီးပြန်နွာလို့ရတယ်။ဒါဆိုရင် first star တဲ့ objective ကိုရဖို့အသေးစားတော့ရှိနေပြီ။ဒုတိယမြောက် strategy ကတော့ EHB က minion weight 3 weight သာလောက်စားပြီးသွားပြီဆိုတာနဲ့ and titan မပေါ်ခင် mid ကိုတက်လာမယ်ပေါ့နော်။ mid ကအရင်ရောက်တဲ့ minion တွေကို EHB ကစားပြီး level 4ယူမယ်။ဒါဆိုရင်တခြား EHB လိန်တာကသူ့ရဲ့ EHB လိန်မှာ level 4ယူနေဦးရှိတယ်။ကိုယ့်ရဲ့ EHB လိန်တာက level 4ကအရင်ရသွားပြီ။အဲ level 4ရသွားရင် EHB လိန်တာနဲ့ဂျန်ဂလာနဲ့နှစ်ကောင်ပေါင်းပြီးတော့တစ်ဖက်ကဂျန်ဂလာကို pressure လိုက်ပြီးတော့ပေးလို့ရတယ်။ဒီမှာဆိုလဲအဲ့တိုင်းပဲတစ်ဖက်က4ပြည့်က level 4အရင်ရသွား ားတယ်။ desk ကို pressure လိုက်ပြီးတော့ပြီးရယ်။ desk ကတတဲ့နောက်ကိုကတ်လို့မရတော့ဘူး။တီတီက level 4ယူတာနောက်ကျသွားလို့ဒီမှာ factor တဲ့ object တွေကိုတစ်ဖက်က AI ကြီးတစ်ဖက်ကအပိုင်ယူသွားရယ်ပေါ့ဗျာ။အဲ့လိုပုံစံမျိုး။အခုနောက်ပိုင်း tournament နေမှာဆိုရင် disrupt ကြီးကိုတော်တော်များများတုံးလာကြရယ်။ movement speed များတဲ့ ESP လိန်နာရဲ့အတွက်ဆိုပို့ပြီးတော့အထင်ကြီးတဲ့ဥမာကာလီတို့ header တို့လို့ပေါ့။အဲကိုက level 4မိကိုတက်ပြီ level 4ယူမယ်အဲမိကမိကနေ level 4ရလာပြီဆိုရင်တစ်ဖက်က enemy jungler ကို light ရှာပြီးတော့ pressure လိုက်ပြီးပေးမယ်ဗျာဒါဆိုရင်ကိုယ့်ရဲ့ jungler က တာတဲကိုရဖို့ဆိုတာလုံးဝကိုရှူသွားဗျာရမ်ပါဆိုရင်လုံးဝကိုသိကြရဲတတိယမြောက်စရွယ်ကြီးကဘယ်လိုလဲဆိုတော့ဗျာကိုယ့်ရဲ့ e cylinder ကသူ့ရဲ့ minion weight 3 weight ကိုစားရဲအဲစားပြီးတော့အဲ့ e cylinder မှာရှိရဲဗျာ go crack ကိုအဲ jungle ကအီးချူလင်တာကိုကျွေးလိုက်တာဗျာဒီမှာဆိုရင်ကြည့်လိုက် flatty thief ကိုတစ်ဖက်က kain thief ကဒီ go crack ကိုကျွေးလိုက်တဲ့ပုံပဲနောက်ဆုံး flatty thief ကဒီနောက်ဆုံးသူ့ရဲ့ minion less weight လေးစားပြီးသွားတယ် level 4ကတက်မျိုးရပါပုံမှန်ဆိုရင် level 4မရသေးဘူးဗျာအဲ့တော့ mega query ကိုတွားပြီးတော့ level 4လဲယူပြမလို့တော့ဘူး ကိုယ့်အကိုလည်းဖူးရပြီးသွားပြီဆိုတော့ကြတဖက်ကဒီမှာလည်းဖူးရတယ်ဖလက်တီတီကတဖက်ကကာတီတီကိုလိုက်ပြီးကြည့်ရယ်ပရက်ရှာပေးရယ်ဒါပေမဲ့ကာတီတီက retribution ကောင်းသွားလို့ဒီ data မှာ object တွေကိုရသွားတယ်ပုံမှန်ဆိုရင်ကိုင်တီတီက data ကိုရတယ်လေအဲအဲ့လိုပုံစံမျိုးနဲ့လည်း brother ကို strategy ချပြီးတော့ data ကိုယူလို့ရတယ်ကျွန်တော်ဆုံးတော့ strategy တိုင်းစမ်းကြည့်ရပေါ့နော် HP လိန်နာကင်ပြီးတော့ဒီနောက်ဆုံးတာဝိမီနီယံခရီကိုစားလိုက်တယ်အဲတာဝိမီနီယံစားပြီးသွားပြီဆိုတော့လည်းကျွန်တော်ဘာလို့လဲဆိုတော့ဒီ HP နားမှာရှိတဲ့ Go Crack လေးကိုစားလိုက်တယ် ိုးကရက်လေးစားပြီးတော့ကုံသွားပြီဆိုတော့ကျွန်တော်လေဗယ်ဖူးရလို့နီးပါအပြည့်နီးပါကြီးဖြစ်သွားပြီဗျာအဲ့တော့ခဏလောက်ဆောင်းလိုက်ပြီးဆိုတော့လေဗယ်ဖူးကရသွားပြီဒါဆိုရင်တစ်ပတ်က enemy jungle ကို pressure လိုက်ပြီးပြီးလို့ရပြီဒါဆိုရင်ကိုယ့်ရဲ့ jungle ကတာတယ်ရဖို့တည်ကြသွားပြီဗျာအဲ့ဒီနေ့လေ brother တို့ကဒီတာတယ်ကိုယူလို့ရတယ် brother အနေနဲ့ကျွန်တော်ဆုံးနာကပြောပြတော့တယ် strategy 3ခုကိုအသုံးပြုမှဆိုရင် first target objective ကရှားဖို့တကြတလောက်ရှိပါရဲ့ဒီ video က brother တို့အတွက်အကျိုးရှိရဲ့ဆိုရင်တော့ like and follow လုပ်ခဲ့ပြီးတော့တောင်းဆိုပါရစေဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်